ကျွန်တော်တို့ကဘယ်လိုပြောမလဲရင်တော့အဆင်မပြေဘူးဒုက္ခရောက်တယ်အမျိုးတွေကြားထဲမှာကျွန်တော်နှိမ်ခံရတယ်အားလုံးလည်းသိကြတဲ့အတိုင်းပဲပတ်သက်မရှိဘူးဆိုတာဘယ်လောက်ထိနှိမ်ခံရလဲဆိုတာအဲပတ်သက်မရှိတဲ့ဟာကိုဘယ်လိုပြောမလဲဆိုတော့တွေ့တိုင်းနေနေသူတို့အိမ်မျိုးသွားမယ်ဆိုရင်ကျွန်တော်တို့ဘယ်လိုမျိုးလုံးနဲ့ကြည့်လဲဆိုတော့အော်ဒီကောင်တွေငါတို့စီမှာလာတောင်းတာလားအဲ့လိုမျိုးလုံးတွေနဲ့ကြည့်တယ်အထင်သေးတဲ့မျိုးလုံးတွေနဲ့ကြည့်တယ်အဲ့ဒီပုံမှာကျွန်တော်တို့ဘယ်လိုပြောမလဲဆိုတော့ကျိုးသွားတာပေါ့အဲ့တကယ်ချင်းနေရှိသေးတယ်ကျွန်တော်တို့အလုပ်လုပ်တယ်လမ်းမမှာကျွန်တော်တို့လှဲတုံးပြီးဈေးရောက်တယ်အဲ့တော့မှနှိမ်တဲ့တကယ်ချင်းနေရှိတယ်ဗျ လမ်းတွေ့တကယ်ချင်းတို့လမ်းခေါ်ရင်တော့မှလက်မကြည့်တဲ့တကယ်ချင်းတို့ရှိခဲ့တယ်ဘလို့ပြောမှာအဲ့ဒါတွေအားလုံးကတော့ကျွန်တော်တဆေးပဲသူတို့ကျွန်တော်ကိုဘလို့နှိမ်လဲသူတို့ကျွန်တော်ကိုဘလို့ပြောလဲအဲ့ဒါတွေအားလုံးကြောင့်ကျွန်တော်ဒီနေ့ဒီလိုခြေနေမျိုးရောက်လာတာပေါ့နော်သူတို့ကအဲ့လိုမနှိမ်ရဘူးမပြောခဲ့ဘူးဆိုကျွန်တော်ဆိုတာဒီလိုစူးစမ်းခြေစီရှိခဲ့မှာမဟုတ်ဘူးအဲ့ကြောင့်နှိမ်မိခဲ့တဲ့လူတွေကိုလည်းကျေးဇူးအများကြီးတင်ပါတယ်သူတို့ကအဲ့လိုနှိမ်မိခဲ့လို့ကျွန်တော်ဒီလိုခြေနေမျိုးရောက်လာတာပေါ့နော် ျွန်တော်ဆိုရင်ဒါတနည်းနဲ့ရှင်းလာလို့ရှိပြီစိုက်တာတန်းဆိုရင်တော့အဲ့ဒါကတော့ကျွန်တော်အမဲသားနဲ့စိတ်သားရောက်တဲ့တောင်ပြောတာပေါ့နော်ကျွန်တော်တို့ကြက်ကြော် ရောက်တဲ့ color ဆိုရင်တော့ကျွန်တော်၄မိနစ်လောက်တော့ရှိရပြကြက်ကြော်ရောက်တယ်ကျွန်တော်ကြက်ကြော်ရောက်တယ်စိုက်ဝဲလေးဖွင့်တယ်ဖွင့်နေကျွန်တော်ရမ်ဇန်ကျွန်တော်တို့ဥပုလာပေါ့ဥပုလာမှာမှကျွန်တော်အမဲသားခင်လေးဆိုပြီးကျွန်တော်မီးလူးလေးပြောင်းရောက်တယ်အဲ့လိုရောင်းရင်းရောင်းရင်းတော့ဘယ်လိုပြောရလဲကျွန်တော်အစင်းနည်းနည်းလေးပြေသွားတာပေါ့ပြေသွားတော့ကျွန်တော်စိုက်လေးဖွင့်တယ်ဖွင့်ပြီးတော့ကျွန်တော်အဲ့မိငါတောင်ကျက်ဆက်တောင်းလမ်းထိတ်မှရောင်းနေကြအဲ့ကျက်ဆက်တောင်းလမ်းထိတ်ကနေမှအခုဒါကျွန်တော် ဒုတိယမြောက်ဆိုင်ခွဲလေးပေါ့နော်ဒါဆိုရင်တော့ဒါကျွန်တော်တို့26လမ်းထိကမ်းလာတယ်မှာပေါ့နော်ကျွန်ဖွင့်လာပါတယ်ဘလို့အိုင်ဒီယာရလဲဆိုတော့အဲ့ဒါကျတော့ကျွန်တော်တို့ဘလို့ပြောမလဲဆိုတော့ကျွန်တော်ကချက်ကင်ရောက်တော့ဥပုလာဆိုပါတယ်အေးတာပေါ့အေးတော့ကျွန်တော်စဉ်းစားတယ်ဩငါတို့ဥပုလာမှာချက်ကင်ရဆိုင်တော်များရှိတယ်မရှိတဲ့ຢာလေးလောက်ကြည့်မယ်ဆိုရင်ကျွန်တော်အမဲသားလေးစာရောင်းပြတာဗျအမဲသားကျွန်တော်စဝယ်ရောင်းတော့ကအမဲသားတပိတ်တာတောင်း3000ဆေးဆိုတော့ကျွန်တော်2000ဘူးတော့စဝယ်ပြီးกินရောက်ခဲ့တာဗျအဲ့ရနေမှာတစ်စင်း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 တက်ရင်းနဲ့ ကျွန်တော်ရဲ့ဟူပတ်ဆိုင်လေးဆိုရင်ကျွန်တော်အရင်နေ10သိန်းနဲ့စားရတဲ့ဆိုင်ပြကျွန်တော်ဟူပတ်ဆိုင်ဆိုရင်အခုပြန်ပြမကုန်ဘူးဆိုရင်အချိန်စိတ်နဲ့အမဲပေါ့ရင်40နီးပါးလောက်အခုဆိုရင်တော့ကျွန်တော်မှာ idea တလေးရှိတယ်ကျွန်တော်စိုက်ဝဲလေးဖွင့်ဖို့ရှိတယ်ဗျစိုက်ဝဲဆိုတာလည်းကျွန်တော်ကျွန်တော်ကိုယ်တိုင်မဖွင့်တော့ဘဲနဲ့ကျွန်တော်ကိုယ်စလေလေးပေးပါဘောနော်ကျွန်တော်အခုဆိုကျွန်တော်ရွေးလာတဲ့မြို့နယ်တော့6မြို့နယ်တော့ရှိတယ်ဗျအဲ့မျိုးနယ်လေးတွေမှာကျွန်တော်ကိုယ်စလဲလေးတွေပေးမယ်။အဲ့ကိုယ်စလဲလေးတွေကိုကျွန်တော်ကျွန်တော်တော့မရတဲ့အမြတ်မျိုးနဲ့သူတို့ကိုပေးပါဗျ။အခုကျွန်တော်တို့ဥပမာအဖြစ် တပွဲကိုကျွန်တော်ဆိုင်မှာ beef steak မိုးကိုသားကိုကျွန်တော်တောင်း၈၀၀၀ရောင်းတယ်။ကိုယ်စလဲကိုကျွန်တော်တောင်း၁၉၀၀နဲ့ပေးပါဗျ။တောင်း၁၉၀၀ဆိုရင်တပွဲကိုကျွန်တော်၆၀၀နဲ့၁၀၀တက်တာတယ်။ကျွန်တော်အမြတ်ပါပါလေးယူပြီးတော့ကျွန်တော်ကိုယ်စလဲတွေကိုကျွန်တော်ချပေးမှဖြစ်ပါတယ်။ကျွန်တော်စီမှာကိုယ်စလဲယူပြီးသွားရင်ကျွန်တော်အချင်းရေပါပေးမှဖြစ်ပါတယ်နော်။အချင်းရောကျွန်တော်ကိုယ်စလဲတွေကဘာလုပ်ရမလဲဆိုတော့ကျွန်တော်ဒီမှာအကင်ပညာလေးတင်ပြီးတော့ခင်ရောင်းရုံပဲဗျ။အဲ့လိုလေးလုပ်ဖို့ရှိပါတယ်။မြို့နယ်၆မြို့နယ်မှာဟုတ်ကဲ့။မီနူးလေးတွေကတော့အများကြီးတိုးဖို့ရှိတယ်။ဒါဆိုရင်တော့ဒါဒါကျွန်တော်ဒါတိုးတာပေါ့နော်။ ဒါဆိုရင်ဒါကျွန်တော်အပြည့်အစီရဲ့အတွင်းမှာကျွန်တော်ကီမားရဲ့အသားရဲ့နှစ်မျိုးပါမယ်နော်။ဒါဆိုရင်ဒါတော်တော်များဆိုင်တယ်မရှိဘူး။ဒါကျွန်တော်အစားလောက်တာအားလေးလေးနေရောင်းရတယ်ဗျ။ကဲဘယ်လိုပြောမီနူကတော့အများကြီးထပ်တိုးဖို့ရှိတယ်ကျွန်တော်လေးလာနေဆုံးစဲပေါ့ကျွန်တော်တို့တပတ်တည်းရတနေ့လာနေပိတ်ရတိုင်းဆိုရင်ကျွန်တော်တို့ chance ဖြစ်စေအိမ်ဖြစ်စေ channel အိမ်ထဲတွေမှာကျွန်တော်ပါတီပွဲတွေမိတ်ဆုံစားပွဲတွေကျွန်တော်လိုက်ရကင်းပေးပါတယ်အဲ့ချိန်ကျရင်ကျွန်တော်ဒီမှာစိတ်ရမယ်အမဲရမယ်တိုးရမယ်စက်စင်ပါ အကုန်ရပါတယ်ခင်ဗျာအဲ့လိုမျိုးတွေလည်းလိုင်းလိုင်းခင်ပြီးတော့ service လေးရှိတယ်ကျွန်တော်ဒီမှာအဲ့ဒါလေးကြတော့ package လေးတွေရှိတယ်ပေါ့နော်ကျွန်တော်စိတ်တစ်ချမ်းနဲ့ကြက်တစ်ကောင်နဲ့အမဲသား၅ပြည်တာနဲ့ဆိုသေးဗျစိတ်ကောင်နဲ့ကြက်နှစ်ကောင်နဲ့အမဲသားချင်းစင်ကိုတစ်စီအဲ့လိုဈေးလေးလည်းရှိပါတယ်ဗျ။အခုဆိုရင်ကျွန်တော်အစ်စ်ဖွင့်ထားတဲ့ဆိုင်လေးမှာလူကြီးမင်းတို့ကောင်းမှုလည်းထိုင်စားလို့ရတယ်။ကျွန်တော်ဇဝဝိုင်းအမြင့်လေးနဲ့ပဲအမိခုံလေးနဲ့ကျွန်တော်လုပ်ပေးထားတယ်။လာရောက်စားသုံးကြည့်ဖို့လည်းကျွန်တော်ဖိတ်ခေါ်ပါတယ်။ကျွန်တော်ဆိုင်ရဲ့လိပ်စာလေးဟာ26လမ်းကန္နာလမ်းဘလောက်ပေါ့နော်။လာရောက်အပေးပါကျွန်တော်ဆိုင်လေးကိုဖိတ်ခေါ်ပါတယ်။ကျွန်တော်ရဲ့ပင်းရင်းဆိုင်လေးဟာမင်္ဂလာတောင်ကျွတ်မြို့နယ် ်တရ73လမ်းထိကျွန်တော်ဘူမင်းအောင်လမ်းမပေါ်မှာတည်ရှိပါတယ်ခင်ဗျာကျွန်တော်ဖုန်းနံပါတ်က09 684 326 3939ကိုဆက်သွယ်ပြီးတော့မှားရလို့ရပါတယ်ကျွန်တော်ပွဲလေးတွေဖိတ်မယ်ဆိုရင်နှစ်ရက်တော့ချူပြောပေးပါခင်ဗျာအားလုံးကျေးဇူးပါ